မိုင်းဖုံးစရာတော်ဖျားကြီးနဲ့ဒါချီလေးမျိုးကိုစောင့်ရှောက်တော်မူသောနတ်မင်းကြီးနှစ်ပါးအားဥထိပ်ပန်းစင်းလျက်လွယ်ရောက်ကန်းစီရီတော်ရဲ့သိရှိသမျှပထမအချင်းကိုတင်ပြပေးသွားပါမယ်။လွယ်ရောက်ကန်းစီရီတော်ဟာရှေးဟောင်းတမိုင်းဝင်ဖျားတစုဖြစ်တယ်လို့မိုင်းဖုံးစရာတော်ဖျားကြီးရဲ့ ပြန်လဲပြုပြင်မိုးမှန်ထားမှုနဲ့တာချီလေးမျိုးရဲ့အရှိရက်မှာတည်ရှိပါတယ်။အတက်အသင်လမ်းတစ်လျှောက်မှာလမ်းဘေးဝဲရာတစ်လျှောက်ပန်းဝါပွင့်နဲ့ပန်းမေများတည်ရှိနေတာမလို့ပန်းဝါဖရားဆိုပြီးလူတည်များလာပါတယ်။မိုက်ဖုန်းဆရာတော်ဖျားကြီးနဲ့သာသနာဒါယကာသာသနာဒါယကာမအပေါင်းတို့ရဲ့ပြန်လဲပြုပြင်မိုးမှန်ထားတဲ့စေတီတော်ရဲ့အမိနာမကတော့ လွေယွန်းခမ်းသေဒီတော်ပါခမညာဗီဒီယိုရဲ့အစားပိုင်းမှာမြင်တွေ့ရတဲ့နာမည်ကြီးနှစ်ပါးကတော့ဒါချီလေးမျိုးကိုစောင့်ရှောက်တော်မူသောနာမည်ကြီးနှစ်ပါးလို့သိရှိရပါတယ်လွေယွန်းခမ်းသေဒီတော်ကိုအများသူကကြီးညိုတရာပွားများနိုင်စေရန်ကျွန်တော်တည်သလောက်လေးကိုတင်ပြပေးလိုက်ရပါတယ်ခမညာ